အားလုံးပဲမင်္ဂလာပါဒီနေ့လေးကတော့အိမ်မှာပထမဆုံးချက်ဥပောင်းလေးလှူစားကြည့်တာလေးဖြစ်ပါတယ်ပထမအဆုံးချက်ဥလေးတွေကိုခြုံနဲ့ထိတ်နာလေးကနေအခွန်လေးခွဲပြီးအထဲကအနှစ်နဲ့အကာလေးတွေကိုအခွန်တွေမပေါအောင်စကားလေးနဲ့စစ်ပြီးပကံလေးတွေကိုထည့်ပါမယ်ရတာအနေနဲ့ပန်းငယ်ပြားရဲ့အကျဲအနေနဲ့ချက်သားမုတ်ငွေရုပ်ကောင်းတို့ကိုထည့်ပြီးမှွေလေးရပါမယ်เนาะရတာလေးကတော့ကျုပ်အနေအများပေါ်မူတည်ပြီးထည့်လို့ရပါတယ်ဗျာကျွန်တော်ကတော့ကျုပ်နှလုံးလေးပဲလုပ်လို့အနေတော်လေးပဲထည့်ထားပါတယ် ကျုပ်လေးကိုရေလေးနဲ့တကြဆေးပေးရပါဘော။ Oh sorry sorry ကျုပ်လေးကိုမဟုတ်နော်ကျုပ်ခွန်လေးကိုရေလေးနဲ့ဆေးရမှာ။ပြောင်းသွားရရပါပြီ။ခုလိုရေလေးထည့်ပြီးဆေးလိုက်ရင်ဆင်ပြေပါလေ။ဆေးပြီးသားကျုပ်ခွန်တဲကိုအရသာလေးတွေထည့်ပြီးမှွေထားတဲ့ကျုပ်လေးထည့်ပေးပါမယ်နော်။ဒီမှာအပြည့်ကြီးထည့်เสียမလိုပါဘူး။ကျုပ်ကပေါင်းလိုက်ပွာလာလို့ပါ။ကျုပ်လေးတွေလည်းထည့်ပြီးပြီဆိုတော့တည်ထားတဲ့ရင်သွေးလေးစုလာပြီးစပြီးပေါင်းလို့ရပါပြီ ဲမှာတတိပြုရမှာလေးကဆက်ဆက်ပေါင်းပေါင်းချင်းဖုံးလေးမဟုတ်ဘူးဖုံးလေးအုပ်ရင်ကြတော့ကြောက်တွေအရင်ပွားတက်လာပြီးခုလိုထွက်ကြလာလို့ပါနော်အနည်းဆုံး55မိနစ်လောက်ပေါင်းပြီးအိမ်လုံးအရသာရှိတဲ့ကြက်ဥကောင်းလေးကိုရပါပြီကျွန်တော်လည်းပထမဆုံးလှုပ်ရှားပေးမယ်စားလို့တော့ကောင်းပါလေဗျအကုန်လုံးလေးလိုက်လောက်စားကြည့်ကြနော်ထိကျေတာလေးတွေရှိရင်ကွန်မန့်လေးမှာပြောသွားလို့ရပါတယ်ဗျာ။နောက်လည်းအိမ်မှာလွယ်တကူလောက်စားလို့ရတာလေးတွေသင်ပေးသွားပါမယ်ဗျာ။ ခုလိုပထမဆုံးရိုက်တဲ့ဗီဒီယိုလေးဖြစ်လို့လိုအပ်ချက်လေးရရှိသေးတဲ့အတွက်နားနေပြီးကြည့်ရှုပေးကြပါဦးနော်အားလုံးပဲတတ်တာ